ကျမကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမှုကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MN YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်လူသက်တည်းအခမ်းမပေါ်သေးတဲ့အချိန်ဘလို့ဖြစ်တာလဲကိုအောင်စုဘလို့ဖြစ်တယ်ဆိုတာတော့ကျွန်တော်အတိအကျမဖော်ထုတ်နိုင်သေးဘူးဆရာ စူးစားဖော်ထုတ်နေတော့မယ်။အခင်းဖြစ်ပေါ်တဲ့နေ့မှာကျောက်စုရဲစခန်းမှာမရှိဘဲပဒိန်မျိုးတိုင်းတက်ဖွဲ့မှုရုံးကိုရောက်နေခဲ့တဲ့စခန်းမှုရဲအုပ်ချုပ်ဝင်းကအခင်းဖြစ်ပေါ်ပြီး၃ရက်အတွင်းမှာကျောက်စုရဲစခန်းကိုပြန်လည်ရောက်ရှိလာပြီးရောက်ရောက်ချင်းပဲဒူရဲအုပ်အုံစိုးကိုမေးစမ်းနေခြင်းဖြစ်ပါတယ်။ပြန်လေတင်ပြလာတဲ့ဒူရဲအုပ်အုံဆိုးရဲ့စကားကိုကြားတဲ့အခါအမောဆိုးလူမတန်ဖြစ်သွားတယ်။စကမ်းမှုကျော်ဝင်းကလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်။ ပြီးရင်တရားလိုမပေါ့စရဲ့တိုင်ချက်အရာ အမှုဖွင့်ထားတဲ့ကျောက်စုရဲစခန်းပ90တင်းမြင်ဆောင်95ပထမသတင်းပေးတိုင်ချချက်ကို ခရီးရောက်မဆိုင်မှာပဲစခန်းမှုကျော်ဝင်ကယူပြီးတော့ဖတ်လိုက်တယ်။ကိုအုပ်စုမတင်ကလို့ခေါ်စစ်ခဲ့တဲ့ပေါ့ချိုင်းလားကွယ်တူတုံတုံကြီးတန်းစိန်တို့ကိုတည်တည်ချာချာရောစစ်ခဲ့ရလား။စစ်ပါရစီယာဘာမှအကြောင်းမထူးပေမဲ့ဖန်ထားလိုက်ပါရယ်။ကောင်းတယ် ပြန်မလွတ်တော့စစ်ဆေးကျင်တဲ့ချိန်စစ်လို့ရတာပေါ့ကွာစကမ်းမှုကျော်ဝင်းကစကားဆက်မပြောတော့အမှုတွဲဖိုင်ကိုယူပြီးသူ့ရဲ့ခန်းထဲကိုဝင်သွားတယ်။အဝတ်စားလဲပြီးတာနဲ့အမှုတွဲဖိုင်ကိုတေချစွာပြန်လည်ဖတ်ပြီးစဉ်စားတွေးကြောတယ်။ခဏအကြာမှပထမတိုင်ချက်အပေါ်စမ်းစစ်တဲ့အနေနဲ့မှတ်တမ်းတင်ရိုက်ယူထားတဲ့ဓာတ်ပုံများကိုကြည့်ရင်လေးလာတဲ့စူးစမ်းနေတယ်။ နောက်တနေ့မှာတော့ဖမ်းဆီးထားတဲ့၄ဦးနဲ့ပတ်သက်ပြီးနိစ္စရာပုဂ္ဂိုလ်များထံကိုတွားရောက်စူးစမ်းကြည့်လိုက်တဲ့တရားခံ၄ဦးအနက် လူသက်သမားကစင်းရဲငါလုတ်တဲ့ပိုင်စွန်နန်ကြီးရွာအုပ်စုနေမောင်ပေါကျိုင်းခေါ်တွန်းထွန်းဟန်ဖြစ်နိုင်ကြောင်းစကမ်းမှုဂျုံဝင်းကို ထင်ကြီးပြီးကြတယ်။ဒါပေမဲ့လည်းစကမ်းမှုဂျုံဝင်းကသူများအပြောနဲ့ယုံတဲ့သူမဟုတ်တော့မောင်ပေါကျိုင်းကိုကိုယ်တိုင်လေ့လာကြည့်တယ်။ သူ့ရဲ့လှုပ်တဲ့အတွေ့အကြုံများရာတရခန်ကမောင်ပေါက်ချိုင်းမဖြစ်နိုင်လို့မှတ်ချက်ချလိုက်တယ်။သူ့ကြောင့်စကမ်းမှုဂျုံဝင်ကတနုဖြူမျိုးနဲ့ရဲတပ်ဖွဲ့မှုရဲ့လမ်းညွှန်မှုကိုခံယူပြီးတဲ့နောက်နေထိန်အဖွဲနဲ့တူသဘောတပြုအနောက်စုရွာကိုဆင်းသွားလိုက်တယ်။ဥခင်လားလာဗျာမောင်ပေါက်တို့အိမ်ကိုတွားကြည့်အောင်။တွားလေစကမ်းမှုကြီးကျွန်တော်လိုက်ပို့မှာပေါ့။အနောက်စုရွာရဲ့ရရကလူကြီးကစကမ်းမှုဂျုံဝင်းတို့အဖွဲကိုမောင်ပေါက်တို့အိမ်ကိုခေါ်သွားလိုက်တဲ့ ရောက်တာနဲ့မပေါ့ဒါစကမ်းမှုပဲနင်းယောက်ျားအသက်ခံရတဲ့အမှုအတွက်နင်းအိမ်ပေါ်မှာကြိရှုစစ်ဆေးတင်လို့လာတာပဲဟုတ်ကဲ့အိမ်ထဲကိုကြောက်ပါရှင်အိမ်ထဲမှာကြိုက်တယ်လို့စစ်ဆေးကြိရှုနိုင်ပါတယ်ကျမရဲ့ယောက်ျားကိုတတ်သွားတဲ့တရားခံကိုသာအမြန်မြင့်အောင်ဖမ်းပေးကြပါရှင်စိတ်ချပါဗျာမပေါ့ဆရဲ့ယောက်ျားကိုတတ်သွားတဲ့လူသက်သမားကို မကြခင်မှာဖော်ထုတ်နိုင်မှာပါ စကမ်းမှုကျော်ဝင်းကထိုးထိုးပြောပြီးတာနဲ့တအိမ်လုံးကိုအသေးစိတ်ကြည့်ရှုစစ်ဆေးမှတ်သားရီတွေးရှိရတဲ့အချက်များကိုကြည့်ပြီးသဲလွန်စားရှာရီဓပုံအထောက်ထားများကိုတလဲချောက်တွင်နေတဲ့ခြေရာလက်ရာများကို တလဲကြည့်ရီမပေါ့စတိုင်ချက်သေးမှပါရီလူသက်သမခုံချထွက်ပြေးရီဆိုတဲ့ပြရင်ပေါင်းတဲ့အတိုင်းများကိုအသေးစိတ်ကြည့်ရီခြေရာလက်ရာများသွေးစသွေးနာများပြရင်ပေါင်းတဲ့အတိုင်းများမှမတွေ့ရတော့ဒူရဲအုပ်စကမ်းမှုကျော်ဝင်းကပြုံးလိုက်တဲ့ ဒါပေမဲ့သူကပြင်းရင်ပေါက်အောက်ဖက်ရှိတိုင်နှစ်တိုင်မှာအတက်ချေရများကိုတွေ့ရတော့တေချာစွာကြိရှုစစ်စီပြင်းရင်ပေါက်ကိုတေချာစွာလေးလာလိုက်တဲ့အခါပြင်းရင်ပေါက်အကျဲမှာဒရောင်တာတာခန့်သာရှိတော့ခန္ဓာကိုယ်တစ်ခုအတွက်လွယ်လွယ်ကူကူခုံချလို့မရနိုင်တာကို သူကစဉ်းစားမိတယ်ထိုအချက်ကသူ့အတွက်ပထမတန်တရားဖြစ်တဲ့ဒါကြောင့်မဟာပေါ့ဆောက်ရေရှိမှာလက်ပုံစံယူတဲ့ကရိယာကိုထုတ်ပြီးစမ်းသပ်မှုပြုလိုက်တဲ့ ်မပုံစတရာမတိမတာမျက်နှာပြတ်သွားတာကိုစကံမှုကျော်ဝင်းကတရီပြူလိုက်မိတယ်စကံမှုကျော်ဝင်းကမပေါ့ဆရဲ့မျက်နှာကိုလုံးဝမကြည့်ပေနှုတ်တင်လှုပ်ထိုက်တာများကိုခေါင်းငုံပြီးလှုပ်နေ။ဘာကြောင့်လဲဆိုရတော့မပေါ့ဆရဲ့မျက်နှာကိုလေးလာရန်အတွက်နေထိုင်တကြက်ကြီးမြင်းလွင်ကိုတာဝန်ပေးထားပါရီ။စကံမှုကျော်ဝင်းအတွက်တန်တရားဖြစ်စရာဒုတိယအချက်ကိုတွေ့တော်ရီ။ အိန္ဒိယမှာထုတ်ထားတဲ့အရိုးသား6လမ်းမှရှိတဲ့အုံရှင်ဓာတ်ပဲဖြစ်တယ်။မပေါ့စဒီဓာတ်ကို အသုံးပြုတာမကြသေးဘူးထင်နေတော့ကျမတို့အဲ့ဒီဓာတ်ကို အသုံးမပြုတာကြပါပြီ။စကမ်းမှုကြော်ဝင်က ပြုံးလိုက်ပြန်နေနောက်ဓာတ်ကိုတေချစွာစစ်ဆေးပြန်နေဓာတ်ရိုးမှာအစ်စ်လဲတက်ထားတာကိုလည်းကောင်းဓာတ်ခွေးမှာရိုက်သွင်းထားတဲ့ဝတ်သက်ကလေးမှာ လက်တလော့ရိုက်ထားမှန်သိသာနေတာကိုလည်းကောင်းတွေ့ရတယ်။ ဒါကြောင့်စကမ်းမှုဂျုံဝင်ကဝတ်တက်လေးများကို ပလင်းငယ်မှာထည့်ပြီးတင်လိုက်တဲ့ဓာတ်ကိုလည်းရှာဖွေပုံစံနဲ့တင်လိုက်တဲ့မပေါ့ဆတယောက်မျက်နှာအကြီးကြီးပြတ်သွားပြီစကမ်းမှုဂျုံဝင်ကအိနေရမှာတွေ့ရတဲ့ဇာများကိုကြည့်ပြီးရရကလူကြီးကိုကြည့်ကဥလခင်ဟာဘာသာရေးကိုအလွန်လိုက်စားနေနေတူတယ်နော်အိနေရမှာဘာသာရေးအစုံမဆောင်ပုတ်တွေရေးထားတယ်ဩစကမ်းမှုရေဥလခင်ကဖုန်ကြီးလူထွက်လူရိုးလူကောင်တယောက်ပါဗျာ ထိုအခါမပေါ့စားကဗီယိုထဲမှာသူရေးထားတာတွေရှိတယ်လို့ဆိုပြီးပြပြန်နေ။ဟောနေဆွဲတွေပါလား။ဟုတ်ပါတယ်စကမ်းမှုရေ။ကျမယောက်ျားဟာတနာစရာအလွန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အမွေကိစ္စအတွက်သူ့မယားကြီးရဲ့ဆွေမျိုးတွေကမကြေနပ်လို့တောက်ကြနေတိုင်းတက်ဖို့လာချောင်းကြတယ်လေ။ဒီတော့သူလည်းတောက်ကြနေဆိုရင်အိမ်မှာမအိပ်ရဲပဲပုံအိမ်နေရတယ်။ အဲ့ဒီနေဆွဲတွေက ပုံအိမ်နေရတဲ့နေဆွဲတွေကို သူရိတ်ထားတာပါထိုစကားကြောင့်စကမ်းမှုကြုံဝင်ပြုံပြန်နေပြုံရခြင်းမှာရခင်ရဲများမှာကိုခင်လရေးခဲ့ပါကပြီးတော့အဖွင့်ပိတ်ကြောင်မြေဖြူများမရှိနိုင်ယခုလက်တလော့ရေးသားထားလို့မြေဖြူမုံများရှိနေတယ်မဟုတ်လို့စကမ်းမှုကြုံဝင်ကအဖြေကိုရပြီဖြစ်တဲ့ သူတိုင်ပုံမတိကြသေးကြခြင်းတော့မမောက်စရဲ့တိုင်ချက်ပါအတိုင်းမပေါ့စနဲ့သူ့ရဲ့ယောက်ျားအတူအိတ်တဲ့အနေထားမပေါ့စကသူ့ယောက်ျားကိုဖတ်ပုံဖတ်နေသူ့ယောက်ျားကြမ်းခင်းပေါ်ကိုကြားပုံကြားနည်းများကိုစကမ်းမှုကြော်ဝင်ကမပေါ့စရဲ့ယောက်ျားနေရာကဝင်ပြီးတရုတ်ပြလှုပ်စီတဲ့တချိန်မဟုတ်အချိန်ချင်းလှုပ်စီခြင်းဖြစ်တဲ့လှုပ်ရှားမှုများတချိန်နဲ့တချိန်မတူညီစကမ်းမှုကြော်ဝင်က ပြတ်သားစွာအဆုံးဖြတ်လိုက်တဲ့ 1995ခုနှစ်6လပိုင်းတရက်နေ့မှာမပေါ့ဆကိုဖမ်းလိုက်တော့စစ်စေးမင်းမြန်းတဲ့အခါမပေါ့ဆမငင်းနိုင်တော့သူ့ရဲ့မှားယွင်းမှုကိုတရားရုံးမှာတင်ပြလို့တွေပြောလာတော့တရားရုံးတော်မှာဖြောင့်ချက်ယူလိုက်တယ်။အခင်းဖြစ်တဲ့နေ့ကမပေါ့ဆမှာတန်းစိန်ခေါ်ချက်ကြီးနဲ့ချင်းတွေ့ရင် ကာမဆက်ရက်ကြတယ်။ ကာမဆက်ရှက်နေခြင်း၊ဥခင်လာအိယာကနိုးလာရခြင်းပြီးနေရံမှာထိုးထားတဲ့ဓာတ်ကို မပေါစားကထုတ်ပေးလိုက်တယ်။ထိုဓာတ်နဲ့တန်းစိန်ကခြေနှောင်အပြင်ဘက်ကဥခင်လာကိုထိုးတယ်။မပေါစားကခြေနှောင်စားနဲ့ဥခင်လာရဲ့ပါးစပ်ကိုဖိပိတ်ထားလိုက်တယ်။ဥခင်လာသေဆုံးသွားတော့တန်းစိန်ကထွက်ပြေးတယ်။မပေါစားကတခိုးတခိုးလိုအော်ပြီးအိမ်ပေါ်မှာငုတ်တုတ်ထိုင်နေလိုက်တယ်။ မပေါစာကထိုတို့ထွက်ဆိုလာတော့1995ခုနှစ်6လပိုင်း3ရက်နေ့မှာတရားခံတန်းစိန်ခေါ်ချက်ကြီးကိုဖမ်းထားဒီကထုတ်ပြီးစစ်ဆေးရတယ်။တန်းစိန်လည်းမငင်းနိုင်တော့တရားရုံးတော်မှာဖြောင်းချက်ပေးရတယ်။ကျွန်တော်နဲ့မပေါစာဟာဥလခင်နဲ့မပေါစာမရခင်ကတည်းကချစ်ကြိုက်ခဲ့ကြသူတွေဖြစ်ပါရဲ့။ကိုဝန်တော်တလားရခဲ့လို့ဖျက်ချခဲ့ရပါသေးတယ်။ဒါပေမဲ့မပေါစာဟာဥခင်လာနဲ့ညသွားခဲ့ပါရဲ့။ ညသွားပြီးနှစ်နှစ်အကြာမှာကျွန်တော်နဲ့မပေါ့စားတို့ပြန်ဆက်တွေ့ခဲ့ကြပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ကမပေါ့စားရဲ့အိမ်မှာညဆယ်နာရီမှတွေ့ဖို့ချိန်လိုက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေ့မှာကျွန်တော်ဟာသဘောတပြုကနေပြီးဒနုဖြူမျိုးဆက်ရှိရက်ွက်နေအိမ်ကိုတေဝါးတွေတွင်ပြီးပြောင်းရွှေ့သွားခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်ဒနုဖြူကနေချိန်နဲ့အချိန်ကို ရောက်ဖို့အတွက်9နိုင်အချိန်မှာစပိန်စီးပြီးထွက်ခဲ့ပါတယ်။မပေါ့စားအိမ်ကို10နိုင်ခွဲမှရောက်ပါတယ်။ ီးတော့မပေါ့ဆရဲ့အိမ်ပေါ်မှာပဲကာမဆက်ရှက်ကြပါတယ်။အဲ့ဒီချိန်မှာဥခင်လာအိတ်နေတာကနေနိုးတန်ကြလိုက်လို့မပေါ့ဆထုတ်ပေးတဲ့ဓာတ်နဲ့ရင်ဘက်ကိုနှစ်ချက်ထိုးလိုက်ပါတယ်။မပေါ့ဆဟာချင်းတော်စားနဲ့ပါဇက်ပိတ်ပေးထားလို့နောက်ငါးချက်ထိုးလိုက်ပါတယ်။ကြောကုန်းကိုလည်းသုံးချက်ထိုးလိုက်ပါတယ်။ပြီးတော့မှမပေါ့ဆကိုငါသွားမယ်။တအောင်ကြရင်တခိုးတခိုးလိုអော်လို့မှာပြီ။ခေါင်းရင်းပြတင်းပေါက်အောက်တိုင်းနှစ်တိုင်းမှာခြေထောက်ကဖုံတွေတုပ်လိုက်ပါတယ်။ ပြီးတော့ပြတင်းပေါက်အောင်မြေပြင်မှာအုတ်ခဲနှခဲထားခဲ့ပြီးပြန်ခဲ့ပါတယ်။အမှုမှန်ပေါ်ပေါက်သွားပြီးဖြစ်ပါတယ်။ထို့ကြောင့်1995ခုနှစ်ကျောက်လပိုင်း20ဒီအနီမှာကျောက်စုရေစခန်းဆွဲချက်အမှတ်55မြင်းဆောင်95တရားလူတက်ကြည်စိုးလွင်ပြုလုပ်ပြီး တရားခံတန်းစိန်ခေါ်ချက်ကြီးနဲ့မပေါ့စခေါ်မနွဲ့ရီတို့နှစ်ဦးကိုပြစ်မှုဆိုင်ရာဥပဒေပုံမှာ302မြင်းဆောင်134အရာမအူပင်ခိုင်တရားရုံးတော်ကိုတရားစွဲတင်ပို့လိုက်ပါရီမအူပင်ခိုင်တရားရုံးတော်ကလည်းပြစ်မှုကြီးအမှတ်79မြင်းဆောင်95တရားလိုတက်ချက်ကြီးဆိုးလွင်တရားခံတန်းစိန်ခေါ်ချက်ကြီးနဲ့မပေါ့စတို့အမှုမှာ န်းစိန်ခေါ်ချက်ကြီးကိုပြမှုဆိုင်ရာဥပဒေပုံမှာ302အရာအလုတ်ကျန်းတဲ့ထောင်တန်းလေးနဲ့မပေါ့စခေါ်မနှွဲ့နှွဲ့ရီကိုပြမှုဆိုင်ရာဥပဒေပုံမှာ302မြင်းဆောင်134အရာအလုတ်ကျန်းတဲ့ထောင်တန်းနှစ်နှစ်ချမှတ်အပြည့်ပေးလိုက်ပါရယ်မြစ်တာနေစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရယ်ဟုတ်ကဲ့နောက်ထပ်တစ်ပုတ်အနည်းနဲ့ စကားပြောတဲ့ဖဏတ်များဆိုတဲ့စိတ်ဝင်စားပွဲဖြည့်ရမှန်ဇလန်းလေးတပုတ်ကိုလေဆက်လက်တင်ဆက်ချင်ပါသေးရှင်။ဟောဥက္ခရာစောစောစီးစီးပါလား။နောင်ချိုရဲစကံစကံမှုရဲဥတင်လိုက်ရုံကန်ဝကိုရောက်တာနဲ့စိတ်ဘူးကြီးပါအေးချမ်းသာရရဲ့နဲ့ဖွံ့ဖြိုးရေးကောင်းစီဥက္ခရာဆိုင်းဆန်ထွန်လေးရုံကန်ဝကိုရောက်လာ၏။စောစောစီးစီးဆိုအရေးကြီးလို့စကံမှုရဲ့ ဆိုင်ဆန်ထုံရဲ့တကူလုံးကျွေးများရွှဲနေတဲ့စိတ်ဖူးရွာကနေနောင်ချိုအထိပြေးလာသလားမသိနောင်ချိုနဲ့စိတ်ဖူးကမဝေးနှင်းတဝေးဝေးနောင်ချိုမနက်ခင်းမှာတကူလုံးကျွေးရွှဲနေပုံထောက်ပြီးအတော်အေးကြီးနေမှစကံမှုရဲဥတင်လိုင်းသဘောပေါက်လိုက်တဲ့လက်နက်ပုံတွေတွေ့လို့လားမဟုတ်ဘူးစကံမှုဟီရိုအင်းတွေတွေ့ထားလို့လားမဟုတ်ဘူးစကံမှုတပတ်နိုင်ငံနဲ့နေတဲ့အတွက်လက်နက်နဲ့မူရည်စေဝါများပေါ်တယ် တေဆောင်သူအသုံးပြုသူတွေပေါ်တယ်။ဒါဆိုဘာလဲဗျ။ကျွန်တော်ရွာမှာလူတက်မှုဖြစ်လို့ပြေးလာတာစကမ်းမှုရ။မထင်မှတ်တဲ့အမှုမျော်လင့်မထားတဲ့အမှု အေးချမ်းတဲ့အရာဖြစ်တဲ့အတွက်လူတက်မှုဖြစ်ခဲ့တယ်။လူတက်တာတေချာရဲ့လားဗျာ။တေချာပါတယ်စကမ်းမှုတကူလုံးသွေးတွေမှာရွှဲနေတာပဲ။ညာဘက်နိုးအောင်မှလည်းဒဏ်ရာတစ်ချက်တွေ့တယ်။တေရာကယောက်ျားလားမိန်းမလား။မိန်းမစကမ်းမှုနိုင်အေးနွန်တေရာ။ ဆရာကြီးစိတ်ဖူးကိုတွားရအောင်ပြုအသိမဲ့စကမ်းမှုတဲကျက်ကြီးမြင်းသိန်းကအသိပြင်ဆင်ထားပြီးနေပြီစကမ်းမှုပြင်ဆင်ပြီးတာနဲ့စိတ်ဖူးကိုထွက်လာကြရီဟာအမလေးဗျာလူတက်မှုဖြစ်တဲ့ကြံကင်းတဲ့ကအိမ်ကို ရောက်တဲ့ကရဲတပ်ဖွဲ့ဝင်များမော့တော်ရီအလောင်းကအခင်းဖြစ်စဉ်ကအတိုင်းမဟုတ်တော့အလောင်းကိုစစ်ကြောပြီးဖြာနဲ့လိတ်ထားပြီးနေပြီဘာသေးလွန်စားမှမရတော့တန်ရစစ်ပါဦး တက်တက်ချင်းမြင်သိနေဒုတက်ချက်ဝင်းမောင်တို့ဖျားလိုက်ကိုဖြီးပြီးဒံယာကိုရှာကြည့်တယ်။ဒံယာကတစ်ချက်ထိတ်ဒံယာကတစ်ချက်ထိတ်စကမ်းမှုဘာဒံယာလဲဆရာကြီး။ညာဘက်နှုတ်အောင်မှာပေါက်ပြဲဒံယာစကမ်းမှုနှုတ်အောင်ကဒံယာကလွဲလို့တခြားအထောက်ထားမတွေ့လူသက်သမားကိုချေရခံနိုင်မဲ့သဲလွန်စားများလေတခုမှမရှိတော့။နိုင်ရင်နုံကအပြိုလား။မဟုတ်ပါဘူး။ဆိုင်းရစိတ်တရရဲ့မိမပါ။ဆိုင်းရစိတ်တကဘေးမှာလဲ ဆိုင်းရစိတ်ထားကမန္တလေးသွားပါရစကမ်းမှုနိုင်ရင်တို့တယောက်ထဲကြံရတာပေါ့နိုင်ရင်တို့ ਨੇ နိုင်ရင်ရွမ်းကြံခဲ့ပါတယ်နိုင်ရင်ရွမ်းကိုခေါ်ပါအောင်ဥက္ကရာရဲ့နိုင်ရင်ရွမ်းကစကားမပြောတတ်ဘူးစိတ်လည်းမမှန်ဘူးစကမ်းမှုရဲ့ဟာခြေရလဲပြောက်ရေလဲနောက်ဖြစ်သွားပြီအမှုနဲ့ပတ်သက်တဲ့ဘာသေးလွန်စားမှမရှိတော့တဦးရီတော်မျက်မြင်တတ်တဲ့ကစကားမပြောတတ် စိတ်လည်းမမှန် သူကဆိုင်းရစိတ်ဓာရဲ့သားဆိုင်းကျော်ဦးပါ။နိုင်အင်းတော်ကဆိုင်းကျော်ဦးရဲ့အမေပေါ့။မဟုတ်ပါဘူးစကမ်းမှုနိုင်အင်းတော်ကဆိုင်းကျော်ဦးရဲ့မိတွေးပါ။ဆိုင်းကျော်ဦးကဒီမှာနေတာလား။မနေပါဘူးစကမ်းမှုနန်းပါစေရွာမှာနေပါလေ။အမှုမှန်ပေါ်ပေါက်ရေးအတွက်ရဲဦးတင်လိုင်းတို့လူသက်တရခန့်ကို ဝင်လန်းထွက်လန်းများရှာကြရတယ်။အင်းရှိနဲ့အင်းနောက်ဖေးမှာဘာတူးချမှုမှမရှိ။ဟိုမှာချေရရပါလားဆရာကြီးရဲ့ ရဲဟုတ်တင်လိုက်လက်ညှိုးထိုးပြတဲ့ပြတင်းပေါက်ကိုဝိုင်းကြည့်ကြတယ်။ပြတင်းပေါက်ပေးမှာ ဖနှက်ချေရများအထင်းသားပေါ်နေသည်။လူသက်သမားတွေက ပြတင်းပေါက်ကတက်တာကိုဟုတ်တယ်ဥက္ကရာဒူရဲအုပ်စိုးနိုင်တဲ့တက်ကြက်ချင်းမြင်းသိန်းတို့ပြတင်းပေါက်ကချေရများတက်စီစီကြတယ်။လွယ်ဆိုင်စေးတောင်ကိုဖြတ်တန်းတိုက်ခတ်လာတဲ့လီအေးအေးမှနောင်ကျိုရဲတက်ဖွဲ့ဝင်များချွေးပြန်နေကြတယ်။ချေရကတယောက်တည်းမဟုတ်စကမ်းမှု။ဘယ်နှစ်ယောက်လဲကိုစိုးနိုင် ဖနှက်ချေရစိုက်နှမျိုးတွေ့တယ်စကမ်းမူနှစ်ယောက်ပေါ့ဟုတ်လာစကမ်းမူဆိုင်းဆန်ထွန်းအိမ်မော်ကိုရဲအုပ်တင်လိုက်တက်လာရိဆိုင်းဆန်ထွန်းကတူဘူးကြောင်နေအိတ်ခန်းနေကိစ္စရှိလို့လာစကမ်းမူဆိုင်းကြော်ဦးရဲ့အကြောင်းသိချင်လို့ပါစကမ်းမူကဘာသိချင်တာလဲဆိုင်းကြော်ဦးနဲ့နိုင်အိနော်အစဉ်ပြေရဲ့လားမပြေပါဘူးစကမ်းမူရနိုင်အိနော်နဲ့အစဉ်မပြေလို့ဆိုင်းကြော်ဦးတို့ နမ်းပါဆဲကိုပြောင်းသွားတာ။နိုင်ရည်နုံရဲ့အလောင်းကိုဘသူပြင်ခိုင်းတာလဲ။စိုင်းကြဝူပြင်ခိုင်းတာစကမ်းမူ။အေးဗျာအလောင်းပြင်လိုက်တော့ကျွန်တော်တို့ဘာသဲလွန်စားမှမရတော့ဘူး။စိုင်းကြဝူစီးထားတာဖနက်အစ်စကမ်းမူ။နံပါတ်ဘယ်လောက်လဲ။၆ပြင်းပောက်ကရတဲ့ဖနက်တွေကရောဘာဆိုင်လဲ။တစ်ခုက၆တစ်ခုက၅ပါ။ဒါဆိုစိုင်းကြဝူကိုဖမ်းခေါ်ခဲ့ပါစရာကြီး။တက်ချက်ချင်းမြင်းသိန်းကအလေးပြုပြီးထွက်သွားရီ။ ကဲထိုင်ဆိုင်တော့ကျွန်တော်ကိုဘာလို့ဖမ်းတာလဲစကမ်းမူနိုင်ရင်တော့တတ်မှုနဲ့ဖမ်းတာကျွန်တော်မတတ်ပါဘူးမညာနဲ့ဆိုင်တော့မင်းတတ်တယ်ဆိုတော့ငါတို့သိထားပြီပြီစကမ်းမူကဘလို့သိလဲပြတင်းပေါက်ကဖနှက်ချေရာတွေကပြောတာဟာဖနှက်ရာတွေကစကားမှမပြောတတ်တာပြောတတ်ပါ रे ကွာတီအန်ကနံပါတ်6တီအန်ကနံပါတ်5တဲ့ငါဖြစ်ဖြစ်6ဖြစ်ဖြစ်ကျွန်တော်နဲ့မဆိုင်ဘူး ဆိုင်မာကောလာကွာမင်းစီထားတဲ့ဖနက်ကလည်းနဘက်၆လေးနဘက်၆ကိုလူတိုင်းစီးတာပဲဒါပေမဲ့မင်းဖနက်ကအစ်စ်လေးမင်းဘယ်တော့ကဖနက်ဝယ်တာလဲမင်းကမပြောပေမဲ့ငါသိတယ်ဆိုင်ကြုံမနေ့ကမှမင်းဖနက်ဝယ်တာဆိုင်အိတ်ဆိုင်ကဝယ်တာပဲမင်းဖနက်ဟောင်းဘယ်ရောက်သွားလဲဟုတ်ပါတယ်စကမ်းမူနိုင်အင်းုံကိုကျွန်တော်တတ်ခဲ့ပါတယ်မင်းတို့ပြတင်းပေါက်ကဝင်တာပေါ့ဟုတ်ပါတယ်စကမ်းမူ ကျွန်တော်နဲ့ဆိုင်းအောင်လိန်ဝလုံးထောင်ပြီးပရင်ပေါက်ကတက်တာပါအပေါ်ရောက်တော့နိုင်ရည်ရွံကိုစောင်းနေအုပ်ထားပါတယ်နိုင်ရည်နှုံကိုဆိုင်းအောင်လိန်ကဓာနဲ့ခုတ်တာမထိတာနဲ့ကျွန်တော်ကဓမြောင်နဲ့ထိုးတာညာဘက်နှုတ်အောင်ထိသွားပါတယ်မင်းတို့ကိုင်တဲ့လက်နက်တွေပဲမလားနမ်ပါစေချောင်းပေးမှာဝတ်ထားပါတယ်ကျော်ဦးပေါ်ထုတ်တာကြောင့်နမ်ပါစေချောင်းကဘာမှာတရှိတလက်ဓမြောင်တလက် သွေးစုံနေတဲ့ပစိုးအင်ကြီးနံပါတ်9နဲ့နံပါတ်6ဖနက်နေရန်တို့ကိုတင်ဆက်ရရှိတဲ့နောက်ချိုးရဲစခန်းမှာစိုင်းကြုံဦးနဲ့စိုင်းအောင်လင်းတို့ကိုပ120မြင်းဆောင်90ခွန်ပြည်မှုဆိုင်ရာဥပဒေပုံမှ300နှစ်နဲ့ဖန်စီအရေးယူလိုက်တဲ့စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင် နားဆင်အားပေးကြတဲ့တဲ့ဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရှင်